မီရှိဂန်၌ဖျားရှိကိုကြောင်းတွင်ပြစ်ခတ်မှု၄ဦးသေဆုံးမီရှိဂန်ပြည်နယ်ရှိခရီးယန်ဖျားရှိကိုကြောင်းတကူမှာတနတ်သမားတယောက်ကမစင်မကျင်ဝင်ရောက်ပြစ်ခတ်တာကြောင့်အနည်းဆုံးလူ၄ယောက်သေဆုံးပြီးတော့၉ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ရဲတပ်ဖွဲ့ကပြောကြားခဲ့တာကို BBC သတင်းမှာဖော်ပြထားပါတယ်ဒါထရမျိုးအနောက်မြောက်ဘက်မိုင်60ကွာ Grand Blush ရှိခရီးယန်ဖျားကျောင်းမှာလူရပေါင်းများစွာဝိပုစုတောင်းမှုတွင်မှာအခုလိုပြစ်ခတ်မှုဖြစ်ပွားခဲ့တာလို့တာဝန်ရှိသူတွေကပြောပါရယ် တခိုက်သူကရိုင်ဖယ်တနက်နဲ့ပြစ်ခတ်ခဲ့ပြီးပြားကြောင်တွင်လူတူးချင်းစီကိုအကြိမ်မောင်းများစွာပြစ်ခတ်ခဲ့တယ်လို့ရဲရရှိတွေကပြောကြားထားပါဗျ။လရှိမှာတနတ်ထံရရရှိသူ၉ယောက်ကိုစေယုံမှကုသပေးနေပြီးရှင်းယောက်ကအချိန်နဲ့ကောင်းမှုမိမဲ့တယောက်ကတော့ဒဏ်ရာပြင်းထန်တယ်လို့ရဲတပ်ဖွဲ့ကပြောပါရယ်။အနီးနားရှိအသက်၄၀အရွယ်မျက်မြင်သက်သေတယောက်ရဲ့ပြောကြားချက်အရတန်တရားရှိသူကဖျားကြောင်တွင် တနတ်နဲ့ပြစ်ခတ်ခဲ့သလိုဖျားကြောင်ဆောင်းတစ်စိတ်တစ်ပိုင်းကိုလည်းမီးရှို့ခဲ့တယ်လို့သိရပါရယ်။ ုတ်တန်၌အမျိုးသားအဆောင်တက်တာ၂၀၀ခန့်တက်ပြန့်ထားမယ်အော်ရီဂွန်ပြည်နယ်ပိုလန်မြို့မှာလူဝင်မှုထိန်းချုပ်ရေးစခန်းတွေကိုပြင်ပထားပြီးကန်ကွက်နေတဲ့နိုင်ငံမျိုးအတွက်အမျိုးသားအဆောင်တက်သားတွေတက်ပြန့်ထားမှာဖြစ်တယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအတည်ပြုပြောကြားလာတာကို BBC သတင်းမှာပါရှိပါရယ်။ပိုလန်မှာလူဝင်မှုထိန်းချုပ်ရေးပေါ်ကန်ကွက်ပွဲကိုနိုင်ငံမျိုးအတွက်အမေရိကန်တပ်ဖွဲ့တွေခြားထားဖို့နဲ့လူဝရင်အင်အားပြည့်တုံးချဖို့ကာကွယ်ဝင်ကြီး PDH ဆက်ကိုသူအညွှန်ကြားထားတယ်လို့ထရန့်ကပြောဆိုခဲ့တာပါ။ အမေရိကန်ကာကွယ်ဝင်ကြီး PD ဟက်ဆာကလည်းဖြစ်ပေါ်လာနိုင်တဲ့ကန့်ကွက်ပွဲတွေတားဆီးဖို့ပြင်ဖရယ်ပန်ဆိုင်မှုကိုကာကွယ်ဖို့အတွက်အနည်းဆုံးအမျိုးသားအဆောင်တပ်သား200လောက်ကိုမြို့တော်ပိုတလန်မှာတပ်ဖြန့်ထားမှာဖြစ်တယ်လို့ပြောပါရတယ်။ဒီကြညာချက်ကပြည်အောင်စုတပ်ဖွဲ့ဝင်တွေပိုလန်ကိုဆေးလုပ်ဖို့မလိုဘူးလို့ပြောနေတဲ့ဒီမိုကရက်ဥပဒေပြုအမတ်တွေရဲ့ပြောကြားချက်တွေနဲ့ကွာဟနေပါဗျ။ကျွန်တော်တို့တပ်ဝန်ကဘေးကင်းငြိမ်သက်နေတဲ့အတွက်ပိုလန်မှာအမျိုးသားလုံခြုံရေးကိုချိန်ချောက်တာမျိုးမရှိဘူးလို့အော်ရီကွန်ပြည်နယ်အုပ်ချုပ်ရေးမှူးထီနာခိုတက်ကပြောကြားထားပါဗျ။